အလုံးမင်္ဂလာပါ The New Wood Time ရဲ့ Borough Recommendation Program လေးကနေပြန်ပြီးတော့ choose လိုက်ပါတယ်။အဲ့တော့ညီမတို့မတွေ့ရအောင်တော့ကြာနေပြီနော်။အဲ့တော့ဒီနေ့မှညီမကတော့ပုံမြင်လေးတစ်ပုဒ်နဲ့ပြန်ပြီးတော့လာရဲပေါ့နော်။အဲ့တော့ညီမအရှိမပြောခဲ့သလိုပဲပေါ့နော်။ပုံမြင်လေးဖျက်ပြရရည်ရဲ့ချက်ကညီမတို့ memory ပြန်ပြီးတော့ bring back လုပ်လို့ရမယ်။ဒါမှမဟုတ်တော်တော်များများလေးတွေကို audio file လေးတွေဖွင့်ပြရင်လည်းညီမတို့ streaming လုပ်လို့ရရဲပေါ့နော်။အဲ့ဒီရွေးချက်နဲ့ညီမကပုံမြင်လေးတွေဖျက်ပြရတာဖြစ်ပါတယ်။အဲ့တော့အသုံးနှုန်းလေးတွေကတော့ကလေးလေးတယောက်ကိုဖျက်ပြနေသလိုလိုဖြစ်မှာပါနော်။အဲ့တော့ဒီနေ့ညီမရွေးထားတာကတော့ ကြက်ကလေးရဲ့ဆေးပင်ဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်။ကလေးတို့ရေမြမအစားအစာမှာသူမပါရင်မပြီးရဲ့ဆလိုက်ကြောကြီးကြက်သွန်တွေကိုတော့ကလေးတို့အားလုံးတီးပြီးပြီဖြစ်လို့မိတ်ဆက်ပေးဖို့မလိုတော့ပါဘူးနော်။ဒါကြောင့်ကြက်သွန်ပင်ရဲ့မှတ်တမ်းတင်စရာဇလန်းအစင်လာကိုပဲပြောပြရတော့မယ်နော်။ဟုတ်ရှိရှိတော့ကာတိကဆိုတဲ့ရွာငယ်တေရွာမှာဇနာတတားလို့အမည်ရှိတဲ့တောလိုက်မော်ဆိုးကြီးတယောက်ရှိတဲ့ အဲ့ဒီမိုးဆိုးကြီးမှာရုပ်ရည်လှပပြီးငယ်ရွယ်နှုပြူတဲ့ဇနီးတဲ့ကလေးတယောက်ရှိတယ်တဲ့ဒီတော့မိုးဆိုးကြီးဟာသူ့သမီးကလေးအရွယ်လောက်သာရှိသေးတယ်သူ့ဇနီးတဲ့မိုးဆိုးကတော်လေးကိုအင်မတန်မှချစ်မြတ်နိုးကျင်တာတဲ့ကွယ်တနေ့မှာတော့မိုးဆိုးကတော်လေးကမစားနိုင်မအိမ်နိုင်မဲ့တဖြည်းဖြည်းပိန်ချုံလာပြီးအသားရည်တွေကလည်း၆တွေ့ညှိုးနွမ်းပြီးဖြူဖက်ဖြူရွယ်ဖြစ်လာတာကိုမိုးဆိုးကြီးကတွေ့ရပါရောတဲ့ ဒီအခါမှာမုံဆူကြီးက သူ့ရဲ့ဇနီးတဲ့ကလေးကိုရှင်မဘလူယောဂကလို့မတ်တက်ကလွဲပြီးမရွှင်မဲဖြစ်နေရတယ်ဆိုတာကိုသိပြရစီလို့မိလိုက်တယ်။ဒီအခါမှာမုံဆူကတော့ကလေးကလည်းမုံဆူကြီးကိုမရွှင်လန်းတဲ့မျက်နှာနဲ့အိယာတွေကလဲနေရတာကျေးဇူးတော်ရှင်ခင်ပွန်လင်ကျမမအာရင်ကုန်ခန်းပြီးမရွှင်မလန်းဖြစ်နေတဲ့အပြင်မောပန်းတဲ့ဝေဒနာကလည်းမကြမကြနှိမ့်ဆက်လာပါတယ်လို့ခတ်တူးတူးပြန်ဖြေတဲ့ သူ့စနီးသက်ကလေးရဲ့စကားကိုကြားလိုက်ရတယ်ဆိုရင်ပဲမုတ်ဆူကြီးဟာစိတ်ပူပန်သွားပြီးယောဂါကို တိုင်ပင်ကုသဖို့အတွက်တမားတော်အကျော်မော်တွေကို ပင့်ဖိတ်ပြီးအနှံခဲ့ပါရောတဲ့ဒါပေမဲ့လည်းအနာနဲ့စေတခြားစီဆိုပြီးဖြစ်နေတော့မုတ်ဆူကတော်လေးရဲ့ယောဂါဟာမတက်တာပဲနဲ့တနေ့တခြားတဲလာပြီးကြော်ပေကောင်းမေဆိုတဲ့ဆရာကြီးတွေကို ပြတ်တာမေးမှန်းရတော့တာပဲတဲ့နောက်ဆုံးမှာမုတ်ဆူကတော်လေးအတွက် ဝေဒနာသက်သာပြောက်ခွင်းစီမဲ့စေနီလန်တလက်ကိုရပါရော။ဘာစေနီလဲဆိုတော့တမားတော်ကြီးကပြောတာမှာမိုးစိုးဘော်လေးရဲ့ယောဂဟာချောင်းဆိုးရင်တွေးပါတဲ့ယောဂဖြစ်တဲ့အတွက်တင့်မြတ်တဲ့ဇေဝကူတာမရရင်မကြခင်အသက်ကိုစွန့်ရလိမ့်မယ်တဲ့။ အခုကလေးတို့ခင်မှာဆိုရင်တော့မုတ်ဆိုးကြော်လေးရဲ့ယောဂါကိုတီဗီလို့ခေါ်ကြမှာပေါ့ကွယ်ခိုခိဟိုအချိန်တုန်းကဆိုရင်လူတွေဟာအနာယောဂါဝေဒနာကလည်းခင်းရှင်းကြတယ်ဆိုတော့ဝေဒနာတစုံခုကညီလာပြီဆိုရင်အင်မတန်မှကြောက်လန့်ဆိုရင်ကြတယ်တဲ့အဲ့ဒါကြောင့်တမားတော်ကြီးဟာမုတ်ဆိုးကြီးကိုအနာကိုခေါ်ယူပြီးခတ်တူတူပြောလိုက်တာကအရှင်ဇနာတတာတဲ့ရန်ဇနီးတဲ့ယောဂါဟာဆေးရရှင်တော့မခဲရင်ပါဘူးမကြခင်ကျမ်းမာလာနိုင်ပါတယ် မော်စိုးကြီးကလည်းသူ့ရဲ့ဇနီးတဲ့ကလေးအတွက်မျှော်လင့်ချက်ရှိသေးတယ်ဆိုလို့ပြီးဝမ်းသာအားရနဲ့ကျေးဇူးရှင်ဆရာကြီးရဲ့ဘလို့စေးမျိုးရှာရမယ်ဆိုတာကိုဒါပြောပါကျွန်ုပ်ရအောင်ရှာဖွေပေးပါမယ်ကျွန်ုပ်ရဲ့ဇနီးတဲ့ကလေးဟာအင်မတန်မှငယ်ရွယ်မှုပြုလှပါတယ်မတည်တင်သေးပါဘူးလို့ပြောလိုက်တဲ့တမားတော်ကြီးကလည်းမော်စိုးကြီးဆရာထက်တမုံကိုကြည့်လိုက်ရင်အကျင်စနာအတင်စနာတတ်တာ ကာတိကဆိုတဲ့တိုင်းပြည်ရဲ့အလွန်မှာတောအုပ်ကြီးတစ်ခုရှိတယ်။အဲ့ဒီတောအုပ်မှာတကူလုံးအနီရောင်အမွှေးတို့ဖြစ်ဖုံးလွှမ်းထားတဲ့ချက်တဲ့ငင်ကလေးတွေရှိတယ်။အဲ့ဒါကိုတကောင်ရအောင်ဖမ်းယူပြီးအမွှေးမြင်ကိုသာဆင်အောင်နှုတ်ပြီးတော့ပြုတ်ပြီးတော့ကျူးလိုက်ရင်ဒီဝေဒနာကိုယူပြစ်တယ်လို့ပျောက်သွားစေလိမ့်မယ်လို့ပြောတဲ့။အဲ့ဒါနဲ့မုတ်ဆိုးကြီးဟာချက်တဲ့ငင်အနီရောင်ကိုဖမ်းဖို့အတွက်တောအုပ်ကြီးကိုထွက်သွားပါလေရော။ အဲ့ဒီတော့အုပ်ထဲမှာလဲမျက်စိနှစ်ကွင်းအလင်းမရရှာတယ်မျက်မမြင်မိဘူးနဲ့ဖောက်အုပ်ကိုလှုပ်ကြွေးပြုစုနေတယ်သူတီမဟဆိုရဲစက်တိန်ညင်လေးတကောင်ရှိတဲ့တယ်စက်တိန်ညင်လေးဟာမိဘကိုနှစ်ပါးအတွက်မနှက်စောစောမှာအစာရှာထွက်လေးရှိတဲ့အတိုင်းတောရဲကိုလှဲ့လဲတဲ့အခါမုံဆိုးကြီးစနာတရထောင်နာတဲ့ကြော့ကွင်းမှာမိနေပါရောတဲ့ ကျော်ဝင်းကြီးထဲမှာမိတယ်ဆိုရင်ပဲသူတီမာကြက်တင်ညင်ကလေးဟာမလွတ်တော်ဘူးဆိုတာကိုအတက်တွေးလိုက်ပြီးသူ့အစာရှာပြီးပြန်အောင်လာကိုစောက်မျောနေကြရှာမဲ့မိဘနှစ်ပါးကိုတွေးမိပြီးစိတ်မကောင်းတာနဲ့ငုံမိပါရောတဲ့ဒီအခါမှာမိုးဆူကြီးဟာသူထောင်ထားတဲ့ကျော်ခွင်းထဲမှာကြက်တင်ညင်တကောင်တလေးမိတယ်မမိဘူးဆိုတာကိုအตาကလေးလာချောင်းကြည့်လိုက်တဲ့အခါမှာအိုး မိခင်ဖခင်ကိုနှစ်ပါတော့ငါအပြန်ကိုစောက်မြုံနေကြရှာတော့မယ်လေငါမရှိရင်ငါမိဘအုံမျက်မမြင်နှစ်ပါကိုဘသူများလာပြီးတော့ပြုစုရှောက်ဆွဲကြပါမလဲဆိုပြီးတော့ကျော်ဝင်ထဲမှာငိုနေရှာတဲ့အနီအောင်ကြက်တင်ညင်ကလေးကိုတွေ့လိုက်ရတဲ့ဒီအခါမှာမုံဆိုးကြီးဟာကြက်တင်ညင်ကလေးရဲ့ငိုတန်ကိုကြားလိုက်ရပြီးတိတ်အံ့ဩသွားတဲ့မုံဆိုးကြီးက သူတို့ဘာရဲ့အသက်ကိုရန်ရှာဖြန့်စည်းတဲ့အလုံးနဲ့အသက်မွေးနေပေမဲ့သူ့ရဲ့နှလုံးသားကတော့ဖြောက်မက်တည်ကြည်ပြီးကိုကျက်ဆောင်မှုလည်းရှိတယ်တဲ့။ဒါကြောင့်မို့မိုးဆိုးကြီးဟာကြော်ခွင်းအနားကိုတိုးလာပြီးအချင်းချက်တိန်ရင်တန်ဟာကို့အတွက်ကိုစိတ်မပူပဲဘာကြောင့်အပြင်မှာကြံရဲတဲ့မိဘတွေတို့ကစိတ်ပူပြီးငိုကြွေးနေရတာလဲလို့မေးလိုက်တယ်။သူဒီမှာချက်တိန်ရင်ကလေးကမိုးဆိုးကြီးကိုဖြိုးချတဲ့မျက်လုံးအစုံနဲ့စောက်ကြည့်လိုက်ပြီး အတင်မိုးဆိုးကြီးကျွန်ုပ်ဟာမျက်မမြင်ရှာတယ်။မိဘအိုနှစ်ပါးကိုလှုပ်ကြွေးပြုစုနေရသူဖြစ်ပါတယ်။အခုဆိုရင် ကျွန်ုပ်ရဲ့မိဘအိုနှစ်ပါးဟာဂူထဲကနေပြီးပြန်မရောက်လာသေးတဲ့သူရဲ့သားကျွန်ုပ်ကိုမျောလင့်နေရင်ဆာလောင်မွတ်တိတ်ကြရှာတော့မယ်။အခုအတင်မိုးဆိုးကြီးဟာကြောက်ခွေးထဲမှာရှိတဲ့ကျွန်ုပ်ကိုတတ်တော်မယ်ဆိုရင် ကျွန်ုပ်ရဲ့မိဘအုံနှစ်ပါးကိုဘသူပြုစုဆောက်ရှောက်ပါတော့မလဲဆိုပြီးတော့စိုးရင်မြေငိုကျွေးနေရတာဗောလို့တနာစရာပြန်ပြောရှာတဲ့ကွယ်သူ့ ီမာချက်တဲ့ညင်လေးရဲ့စကားကိုကြားရတဲ့အခါမှာမိုးဆိုးကြီးဟာလည်းအင်မတန်ခေါင်းရှုပ်သွားတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ချက်တဲ့ညင်လေးကိုရရင်မိုးဆိုးတော်လေးကတော့အသက်ချမ်းသာစေမယ်။ချက်တဲ့ညင်ရဲ့မိဘနှစ်ပါးမှာတော့ပျက်စီးရှာရတော့မယ်။အဲ့ဒီလိုမိုးဆိုးကြီးဟာအတွေးဝင်နေတော့မှသူဒီမာချက်တဲ့ညင်ကအသင်မိုးဆိုးကြီးကျွန်ုပ်ရဲ့အသားကိုစားလို့လို့ဖမ်းသလို့အခြားအကြောင်းကြောင့်မြန်ဖမ်းသလို့ဆိုတာသိပြရစီလို့မိုးဆိုးကြီးကိုမေးလိုက်တယ်။မိုးဆိုးကြီးကလည်းပဲ ချက်တင်ရင်လေးရဲ့အမေကို အချင်းချက်တင်ရင်ကျွန်တော်ရဲ့အင်ရှင်မမချောင်းဆိုးရင်တွေးပါတဲ့ဝေဒနာဆွဲကပ်ပြီးအာရုံကုန်ခံမိုးပန်းနေတာကိုတင့်လို့တကူလုံးအနီအောင်ရှိတဲ့ချက်တင်ရင်အသားကိုစားရရင်ပြောက်မယ်လို့တမားတော်တွေကညွှန်တာနဲ့အခုလိုကြော်ကွင်းထောင်းပြီးတင့်ကိုဖမ်းရခြင်းဖြစ်တယ်လို့ပြန်ဖြေလိုက်တဲ့ ဒီအခါမှာကြက်သိန်းချင်းသူတီမဟာဝမ်းသာအားရတဲ့အမှုရာကိုပြောင်းသွားပြီးအတင်မို့ဆိုကြီးဒီလိုဆိုရင်အသက်ရဲ့အင်ရှင်မဝေဒနာကိုချက်ချင်းပြောက်ဝင်စေနိုင်မယ့်ဆေးပင်ကိုကျွန်တော်ယူလာပေးပါမယ်ကျွန်တော်ရဲ့အသက်ကိုချမ်းသာပေးပါလားလို့မေးလိုက်တယ်မို့ဆိုကြီးကလည်းသူတီမကြက်သိန်းချင်းကိုယုံကြည်တဲ့စိတ်ရောတနာတဲ့စိတ်ပါရောပြီးအလွယ်တကူနဲ့ခေါင်းငှင်းပြလိုက်တဲ့အဲ့ဒီတော့ကြက်သိန်းချင်းဟာဒီလိုဆိုရင် အတင်မို့ဆိုကျွန်တော်ကိုကြော်ခွင်းအောင်ဖွဲကလွတ်ပါ ကျွန်တော်ဆေးပင်ကိုသွန်းထုတ်ပြီးအခုမကြလာဖို့ပါမယ်လို့ဆိုလိုက်တယ်။မော်ဆိုးကြီးကလည်းသဘောတူညီရနဲ့ချက်တိန်ချင်းတူတီမာကိုကြော်ကင်းကနေလှုပ်ပေးလိုက်တာပေါ့။တူတီမာချက်တိန်ချင်းလေးကမော်ဆိုးကြီးရဲ့မျက်စိရောက်ကပျောက်သွားပြီးမကြခင်မှာပဲအနီရောင်အစင်းရှိပြီးအမြစ်တစ်ဖွာဖွာပါလာတယ်။ဆေးဦးကြီးတလုံးဟာအပေါ်ကမြရည်မြသွေးမြရည်လိုဆင်းဆင်းရှင်သန်လို့ချက်တိန်ချင်းလေးကိုက်ယူချောက်ကိုက်ချီယူဆောင်လာတာကိုတွေ့လိုက်ရပါရောတဲ့။ ကျက်တဲ့ညင်လေးဟာဆေးပင်နဲ့အတူပါလာတဲ့ဆေးဥကိုမုတ်ဆိုးကြီးလက်ကိုအပ်လိုက်ရင်အသင်မုတ်ဆိုးကြီးဒီဆေးဥကိုရေစင်အောင်ဆေးပြီးတော့တင့်ရဲ့အင်ရှင်မကိုအစိမ့်ကျွေးလိုက်ပါဒီဝေဒနာကပြောက်ကွင်းချမ်းသာရမှာပါလို့ပြောလိုက်တယ်မုတ်ဆိုးကြီးကအိမ်ပြန်ရောက်တော့ကျက်တဲ့ညင်လေးမာလိုက်တဲ့အတိုင်းကျွေးတဲ့အခါမုတ်ဆိုးမတော်လေးရဲ့ဝေဒနာဟာတကယ်ပဲယူပြစ်တယ်လို့ပြောက်ကွင်းသွားပါရောတဲ့ဆေးဥကိုလည်းဂရုတစိုက်နဲ့စိုက်ပြုတ်ထားတဲ့အခါ မကြခင်မှာပဲပောက်ဖွားရှင်သန်ပွားများလာပြီးတော့အခြားသဘာဝဝေဒနာတွေကိုပါပြက်ကွင်းချမ်းသာရာရတာကိုတွေ့ရတယ်တဲ့ဒါပေမဲ့မိုးဆိုးကြီးယူခဲ့တဲ့ဆေးပင်ကိုဘလို့အမြည်တက်ပြီးတော့ခေါ်ဝေရမယ်ဆိုတာကိုတွေးမရဘူးတဲ့နောက်ဆုံးမှာတော့မိုးဆိုးကြီးကဘလို့တွေးမိလိုက်တယ်လဲဆိုရင်ဆေးဦးရဲ့အယောင်နီနီထွထွေးပြေးနေပုံဟာကျက်တဲ့ညင်ကလေးရဲ့အယောင်နဲ့တူနေတယ်ဆေးဦးရဲ့အပေါ်လွှာမှာဖုံးနေတဲ့ အမေပါကလေးတွေကလည်းစစ်တင်ရင်ကလေးရဲ့ရှင်အုံနဲ့လက်ရိုးလက်မောင်းတစ်ခုမှပေါက်ရောက်နေတဲ့အမွှေးနူလေးတွေနဲ့တူနေတယ်။ပြီးတော့ဆေးပင်ရဲ့အဖျားမှာအပွင့်ဖြူဖြူဆွဆုပ်တွေပြန့်ကွင်းညွတ်နေပုံကလည်းစစ်တင်ရင်ကလေးရဲ့အမိပြားကလေးနဲ့တထရာတဲ့တူနေတာကိုသတိထားမိပြန်တာနဲ့စစ်တင်ရင်ကလေးပေးလိုက်တဲ့ဆေးပင်ကိုစက်တော်နီလို့အမြင်ပေးလိုက်တဲ့ကွယ်။ခလေးတို့ရေစက်ဆိုတဲ့အထိပယ်ကတော့စက်ကောင်လိုပဲယူဆရမယ်နော်။တွန်ဆိုတာကတော့ ပိန်အဖင်းအခွန်အလွာအမွေးလို့အဖြေရတဲ့။အဲ့ဒီခါကစပြီးသူတီမာကျက်တဲ့ညင်ကလေးကိုဂုံပြူတဲ့အနေနဲ့ငှက်မျက်နာရင်ထုံနှန်းဝင်လေးအင်ငှက်မျိုးအပေနီးဆိုပြီးတော့ဗုဒ္ဓဘာသာဝင်လူမျိုးတွေတီထားကိုကိုွယ်ကြတဲ့ဖျားပထိုးစီတွေရဲ့စိမ့်မှုအောက်မှာထားရတယ်။ငှက်မျက်နာတော့မှထဲ့သွင်းပြုတ်လုလေးရှိကြတဲ့ဟင်းသားလင်းမီဆွဲစက်တူရွေးနဲ့စက်ကိုထားကြတာပဲတဲ့။ဒါကြောင့်ဟင်းလင်းစက်ကြီးငှက်မျက်လေးကောင် တိဆောက်လုထားငှက်မြန်နာဟုခေါ်ညာအမှုလူရောပြူဤလို့ဆက်ဆက်ဆိုထားတာဖြစ်တယ်ကွခလေးတို့ရေမိဘတွေကိုလှုပ်ကြည့်ပြူစီရတဲ့အကျိုးကြောင့်အသက်ဘေးကလွတ်မြောက်ရတယ်သူတိမလို့ခေါ်တဲ့ကြက်တင်ငင်းလေးရဲ့အကြောင်းကိုကြက်တုံနီကိုကလေးတို့မြင်ရတိုင်းမှာအမှတ်သားပြီးတော့သတိရကြပါစေကွပြီးတော့လေကြက်တုံနီဥရဲ့အာနိသင်ကိုကလေးတို့သိရအောင်ပြပြလိုက်တယ်နော်အလိုရှိတဲ့အခါမှာအသုံးပြုနိုင်အောင်ကလေးတို့မှတ်ထားကြရမယ်နော် ားခဲ့ပါအဲ့တော့ဒါကတော့ညီမဒီနေ့ဖတ်ပြခြင်းနဲ့ပေါ့နော်ဒီတက်တွန်နီပင်ကလေးရဲ့ပုံမြင်ပေါ့နော်အဲ့တော့ဟိုပေါ့နော်ဟို story ကြိုက်တဲ့တတမမီတွေကိုလည်းပေါ့နော်မေမေပေးရပြန်ပြီးတော့ဖွင့်ပြလို့ရတယ်ဒါမှမဟုတ်ညီမတို့ငယ်ဘဝကိုပြန်ပြီးတော့တွားခြင်းနဲ့ဆိုလည်းပဲညီမတို့ရဲ့ streamer တွေကပြန်ပြီးတော့နားထောင်လို့ရတယ်ပေါ့နော်အဲ့တော့ညီမ story ဖပြရအောင်လို့အတန်တော့ flow တော့ short ထားတယ်ပေါ့နော်ဟိုအစင်ပြေမပြေညီမကိုပြောပြပါပေါ့နော်နောက်ပြီးတော့ညီမတို့ channel က channel ကပေါ့နော်ဟို video အစ်စ်တွေအခုနောက်ပိုင်းမှာမတင်ပြဘူးပေါ့နော်နည်းနည်းဟို အဆက်ပြတ်တယ်လို့ဝင်နေတယ်ပေါ့နော်ညီမတို့ page ကလည်းတိတ်ပြီး active မဖြစ်ဘူးဆိုပေမဲ့လည်းပဲညီမတို့ရဲ့ YouTube က video account တွေကိုအမြဲတမ်း clip ပေးနေလို့ stream ပေးနေလို့ရပါတယ်ညီမတို့အဲ YouTube ကပေါ့နော်ညီမတို့လာစဉ်ပုံမှန်ငွေရဝင်နေပါတယ်အဲ့တော့ညီမတို့ကကြော်ညာတွေတက်မယ်အဲ့တော့ကြည့်မယ်နောက်ပြန်ဒီ video တွေပဲပြန်ပြီးတော့ stream ပေးမယ်တနေ့တော့တစ်ပုဒ်လောက်ပဲပြန်ပြီးတော့ stream ပေးရဆိုရင်တော့မှညီမတို့ YouTube team ကနေပြီးတော့ညီမတို့ငွေရပါတယ်အဲ့တော့ နောက်နေ့မှာတော့ညီမအာ novel တစ်ခုလောက်နဲ့ပြန်ပြီးတော့လာခဲ့ပါမယ်။အခုတော့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့အားလုံးပဲငယ်ဘွားအမှတ်တရလေးတို့ပြန်ပြီးတော့ရကြပါစေပေါ့နော်။အဲ့တော့အားလုံးပဲ stay safe ပါ။အဲ့တော့ channel တိုင်းကိုလည်း clip ပေးပါ stream ပေးပါဦးနော်။အားလုံးပဲဒီနေ့မှာပြန်ဆောင်ကြပါမယ်။